မင်္ဂလာပါပရိသတ်များရှင်ကျမတို့ရဲ့ဆရာကြီး audio book youtube channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့မှဆိုရင်တော့စာရေးဆရာကြီးတက္ကသိုလ်ဘုံနာရေးသားထားတဲ့မုံညအိမ်မက်မျိုးဆွဲစာအုပ်လေးကိုကျမတို့ကတင်ဆက်မျှဝေပေးသွားမှာဖြစ်ပါရစေရှင် ျော်ဦးပေါ်မလာမီမတရီကပဒင်းတကားကိုဖွင့်၍လာတာနေသောညာကင်းကို ကြည်နေမိပါရယ်မိုးဆဲဆလာတာသောညသည်တက်လွင် လာပါနေပါရယ်တည်ရွံ့မြက်ပြင်တို့ထ၌ခိုတွဲချင်ရတဲ့မိုးဆက်မူဦးတို့ကပြိုပြိုပြက်ပြက်အယောင်လက်နေတယ်အဝေးမှတောင်တန်းကို ရေးရေးသာမြင်ရတယ်လေတိုးရိပ်လှိုင်းဤနေတန်းကောင်းသောလေတောသည်ပင်ငြိမ်သက်ပြန်ပြောနေပါရယ် လယ်ရေပြင်မှာရေသားတက်တဝါတို့ရဲ့မြေတမ်းတွန်တန်တွေကြောင့်စိတ်ငြိမ်တော်လာမှာအနည်းငယ်၆ချားဖွဲရှိတယ်။တကားခေါက်တန်ပေါ်လာတယ်။ဘသူလဲအတော်ပါဒီမ ాయి မာတကြီးကတကားကိုဖွင့်လိုက်တဲ့အခါကိုရိတ်ကိုပင်လက်ဟန်နဲ့အပြင်ဘက်မှာတယောက်ထဲရက်နေတဲ့ဒေါ်ဦးကိုတွေ့လိုက်ရပါတယ်။ မတည့်ရီကဒေါ်ဦးကိုပဒင်းဝါနာရှိကလထိုင်များစီကိုခေါ်လာတယ်။ဒေါ်ဦးကအပြင်ဘက်ကိုမျက်နှာမမူခြင်းဟန်နဲ့ကလထိုင်ကိုပဒင်းဝါဖက်ကြောပေးရွှေ့ထိုင်ပြီးတော့မှကြောပေးရသည်ကိုစိတ်မလုံဟန်ပေးတိုင်းပြီးပြောင်းထိုင်ပြန်တယ်။တူမကြီးကဘာလို့ပဒင်းပေါက်ဖွင့်ထားရတာလဲ။ဒေါ်ဦးကစိတ်ထဲ၌ကတိကအောင်ဖြစ်နေခြင်းကိုမအောင်နိုင်ပေမေးတယ်။လေကောင်းလေတန်းဝင်အောင်လို့ပေါ်တော်တော်ပြီးတော့ဒီလောက်မျက်နှာကိုဘယ်သူမှလည်းတွေ့မတက်လာနိုင်ပါဘူး။ ။မာသိကပြုံးပြီးပြန်ပြောခိုက်တော့ဦးကကရင်ချင်းရင်စီကြည့်တယ်။နေလေကသူမှာခဲ့သောစကားကိုမာသိမနာယူချောင်းသိရပြန်တယ်။မာသိကဒေါ်ဦးကိုပြုံးပြုံးမဲဆိုင်ကြည့်နေတယ်။ငယ်စဉ်ကမိခင်ဆုံးခဲ့သူမာသိကဒေါ်ဦးကဲ့သို့မွန်ရီဖြူစင်သောမိမကြီးများကိုခင်မင်တတ်တာဒီမိမကြီးမှလည်းမိမိအပေါ်မှာကျင်နာဟန်တူရဲဒေါ်ဦးရဲ့ကျင်နာမှုကိုနှစ်သက်ပါတယ်သို့တော်ဒေါ်ဦးဖော်ပြနေတဲ့အစိုးရမှုကိုနားမလဲယခုညနားလည်အောင်ကြိုးစားရမယ် အတော့ဘာလို့ဖို့ခေါ်ရလဲတွင်မကြီးဝုန်းလိုက်ရှိဆိုရင်တော်တော်ဖြေမှမဟုတ်တာတွေကိုမေးချင်လို့တော်တော်ဒေါဦးကမျက်လုံးပြွေးမသက်ရည်အားကြည့်တယ်ဝုန်းလိုက်ကိုတော်တော်ကြားပါသလားဒေါဦးအသွင်တိုင်းမာနာဟန်ဝင်လာပြီးတော့ဒီတင်နာများမကြောက်ပါဒါမဲ့တခေချင်းကိုတော့ကြောက်ရတာပေါ့တွင်မကြီးကိုအတော်အစေရနာနဲ့ပြောပေမဲ့ဒင်းဟာတခင်ကြီးကိုပြန်တိုင်ချင်တိုင်းနေမှာဟုတ်တာမှန်တာပြောလို့ပြန်တိုင်တော့လေကြောက်စရာလားတော်တော်ရဲ့မဟုတ်ဘူးလေ ဟုတ်တာမှန်တာပြောပေမဲ့ခတ်သားကလားတခင်ကြီးကအင်မတန်အယူသီးတယ်ဦးလေးဦးမင်းခိုင်ကဘလို့အယူသီးတာလဲဒေါ်ဦးကထိတ်ထိတ်ပြပြနဲ့အခန်းတွင်သွန်လှည့်ကြည့်တယ်ထို့နောက်ကိုနှုံမထွက်တဲ့စကားကိုပင်ကြောက်ဟန်တူတူပြောတယ်တခင်ကြီးကတစီရီတရေရီဘာရီရှိရမယုံဘူးမတည့်ရီမမရင်မိအောင်အောင်ထားရပြီးတော့ဟာတတော်ကလေအဲ့ရမျိုးတွေကိုယုံနေသူ့ကိုမှအယူသီးတယ်ခေါ်တယ် ဂျော်ဒီမတက်ရီအာမျက်မှောင်ကျုပ်ကြည့်တယ်ဘာမှတော့ပြန်မဖြစ်နေပါအောင်တတော်ကယုံလို့လားဖះရည်ယုံလို့လားအမလီဘယ်ရင်မယုံလို့ဖြစ်မလဲနာနာဘာဝဝိနာဘာဝမတက်ရီမှာတော့ဦးရဲ့ပြောဟန်ချောင်ရှိမိတယ်နေပါအောင်တတော်ကအဲ့ဒီတစီတရေစရာကိုမြင်ဖူးလို့လားအသေးချာတော့ဘယ်မြင်ဖူးမလဲအရေးရောင်တော့ဖြူကနေမဲကနေတွေ့ဖူးတာပေါ့အတန်တော့တေးသေးချာချာကိုနားနဲ့ဆက်ဆက်ကြားဖူးတယ်ဘယ်မှာကြားဖူးတာလဲ ဒေါ်ဦးရဲ့ပြူဝိုင်းသောမျက်လုံးများသည်အပြင်ဘက်သို့ရောက်သွားတဲ့ထို့နောက်ခြံတွင်းတစ်နေရာကိုလည်းညှိုးထိုးပြပြီးတော့ဖွားဟဲ့ဟောဟုန်နာမဒေါ်ဦးညွန်ပြရာကိုမှတက်ရည်ကြည့်မိတယ်။ခြံရဲ့အတံဝေးသောအဆက်၌သစ်ပင်စုစုကိုတွေ့ရတာ။အဲ့ဒီသစ်ပင်တွေမလား။မဟုတ်ဘူးငုတ်တူမှာ။ရှင်အဲ့ဒီနာမှာငုတ်တူရှိတယ်။အမလီပြောရင်းနဲ့ချက်သိမ်းထားလိုက်တာ။ဒေါ်ဦးမှအမှန်တကယ်ပင်ကြောချမ်းနေဟန်ရှိတယ်။ ငေါတို့စွာတစ်ပင်ငေါတို့လားဟုတ်တယ်တော်တော်ဘလို့ဘာတန်ကြားရတာတော့ငင်းခင်ပေါ်တော့မချွာတညပြောက်သွားလို့အချိန်မတော်ထရှာတာအဲ့ဒီနာရောက်တော့ရည်တန်ကြားရတယ်မိမတန်မော့ငင်းခင်မှတ်လို့သွားတာရှီလောကြီးနေတော့နောက်ကဖျန်းဆိုဒေါ့မှာစကားဆိုသွားတယ်အတော်ကျော်ကိုရိုက်လိုက်သလားမဟုတ်ဘူးအမလီကျော်များရရင်အဲ့ဒီနေရာမှာအတော်အသက်ထွက်ခဲ့မှာမြေကြီးကိုရိုက်တဲ့အတန်းဒီတော့ အတော့သိမ့်မလန့်သေးပါဘူးဒါပေမဲ့ချက်ချင်းပဲကြားတော့တာပဲဖာတန်လေးတော်တော်ညီးတန်ညီးတန်ပြီးတော့ငိုတန်ရှိုက်ကြီးတငင်ကိုငိုတဲ့အတန်တော်တော်လူမတွေ့ရဘူးလားအောင်မလေးပဲတွေ့မလဲတခါတည်းတကြိုးတည်းထွက်ပြေးခဲ့တာဘလို့ဘလို့အခန်းပြန်ရောက်မှမသိပါဘူးငင်းခင်ဟောမချောကအခန်းပြန်ရောက်နေပြီဘယ်သွားလဲမီးတော့နောက်ဖေးတန်ရနိုဝဲအမေလေးထားအောင်လားသွားနေပြီးတဲ့လေတော်တော်အဲ့ဒီတရားစီအရင် သွားမစုံစမ်းမဲဘာလို့ ခုနေရာနေရာအရင်သွားရတာလေဒေါ်ဦးဒီစိတ်ရှုပ်ဟန်ကန်းကုတ်ပြီးတော့နောက်ဖီးတရောက်သွားမလို့ပဲအဲ့ဒီဖက်မှာအရေးရောင်တွေ့လို့ဘာအရေးရောင်လဲဩအရေးရောင်မှာဆိုမာတူမာကြီးရလေမတဲ့ကြီးမှာပုတ်ပြုံးမိပြန်ပါတယ်ငိုတန်ကြားယုံနဲ့တတော်ဘာလို့ထွက်ပြေးခဲ့ရတာလဲလူဖြစ်ချင်ဖြစ်နေမှာပေါ့โอ้ပြေးခဲ့ရတာပေါ့ဒီချိန်ကြီးကြောင့်ဒူမာကြီးကမှမသိပဲတော်တော်ကြာမမမမမြင့်ဝင်နဲ့တွေ့နေဘဲနဲ့လုံးမလဲ ။မောင်မြို့ဝေမတရီကန်တင်းကြီးစူစားရွေတော်ဦးကိုကြည်တယ်။ဤကဘာမြေဝယ်မရှိပါလို့ဦးအောင်လိုင်ကပြောတဲ့မောင်မြို့ဝေကိုပင်ဒေါ်ဦးကရှိတဲ့ကဲ့သို့ပြောနေချေပြီ။ဒီမှာတော့ကျမမိတာကိုဖြေစမ်းပါအဲ့ဒီမောင်မြို့ဝေဆိုတာဘာတူလဲဘယ်ရလဲဘယ်မှာနေရလဲဒေါ်ဦးကဖြူဖက်ဖြူရောမျက်နှာနဲ့အပြင်ဘက်ကိုလှမ်းကြည့်ပြီးတော့မောင်မြို့ဝေကငုတ်တူမာနေတယ်။ရှင် ဒေါ်ဦးသည်ပဒင်းနာနေရသည်ကိုအသေးရဟန်ထား၍လာပါတူမကြီးကရင်ပေါ်သွားပြောရအောင် လာပါထပါလို့မတ်သက်ကြီးကိုဆွဲခေါ်ရယ်။ဘာမှမသိပေမဲ့မတ်သက်ကြီးကဒေါ်ဦးစိတ်ကျဉ်တဲ့ရန်ကရင်စီထလိုက်ခဲ့ရတယ်။ထိုင်မိကြတဲ့အချိန်မှာတော့ဒေါ်ဦးနိုင်အရေးကြီးသောထိတ်လန့်ဖွယ်လျှွက်ချက်တစ်ခုကိုပြောရမယ့်တံပေါ်နေတယ်။တူမကြီးဒါရီတတော်ပြောတာသခင်ကြီးကိုပြန်မပြောနဲ့နော်။ဒေါ်ဦးကမပြောမီနှုတ်ပိတ်နေတယ်။စိတ်ချပါတတော် ဒေါ်ဦးသည်စဉ်းစားဟန်ခိတတွေ့ဝေးနေတယ်ထို့နောက်လေတန်တိုးတိုးနဲ့အစာပြောတယ်။တခင်ကြီးဒီတိုင်းမစားခင်ကဒီအိမ်ထဲမှာအိမ်အိုကြီးတစ်လုံးရှိတယ်။အဲ့ဒါကမောင်မြွေရဲ့အိမ်။လာပြန်ချီပြီး မောင်မြွေနေပါအောင်တော်တော် မောင်မြွေဆိုတာဘာတူလဲ။အဲ့ဒါပြောမလို့ပေါ့။နောက်ဒီချံကိုဝယ်ပြီးအိမ်ဆောက်ပြီးကလေးကတယောက်ပြီးတယောက်ပျက်စီးကုန်ကြတာမောင်မြွေတယောက်ပဲကြံရည်တဲ့။ဘလို့ပျက်စီးကုန်ကြတာလဲ သူယောသားယောနဲ့ပျက်စီးကြတာမဟုတ်ဘူး။နှစ်နှစ်အတွင်းဖဲ့အေးမအေးရီရောသာသမီးတွေပါဆယ်ဦးပျက်စီးသွားကြတာမလွန်လုံးလား။နောက်ဆုံးတည်တဲ့အမောင်မျိုးဝေအမေမဆုံးစင်ကလေးကြမှရိမ့်မိကြတာ။ဘလို့ရိမ့်မိတာလဲ။အဲ့ဒီမိန်းမမသေးခင်နှစ်လလောက်မှလန်ထအော်ရာနဲ့အစီခံတွေဝိုင်းသွားကြတော့ပြောပြရတဲ့။ချင်းရင်တိုင်ကဘလူးလို့အဆွေနဲ့ကိုရောင်နီနီနဲ့တတဝါတကောင်ကဆင်းလာပြီးတော့ချင်းအောင်နဲ့ဝင်ပြီးသူ့ဥရီကိုနှုတ်ဆားတယ်တဲ့။ပထမအိမ်မက်မှတ်နေတာ လက်အော်လိုလူတွေရောက်မလာခင်အဲ့ဒီအကောင်လေးနေဟာတိုင်မော်ပြန်တက်ဖြောက်သွားတာမြင်လာရတဲ့အမလီဒေါ်ဦးဒီပြောရင်လက်ဟန်ချက်သိန်းထပြန်နေနောက်နှစ်ရက်လောက်ကြာတော့အဲ့ဒီမိမတည်တာပဲသူသားမောင်မျိုးရဲ့အရှိလာသားကလေးကြံ့ရစ်တယ်ဒါနဲ့နားလေတဲ့ဆရာတွေပင့်ကြီးတော့မှအိမ်မတဘလူးရှိနေတာကိုအဲ့ဒါဆရာတွေအစီရင်တွေလုပ်တော့တဘလူးရန်ငိမ့်သွားတဲ့အဲ့ဒါကြောင့်မို့လို့မောင်မျိုးရဲ့ကတော့ဆက်အသက်ရှိခဲ့ရတယ် ဒေါ်ဦးရဲ့စကရဲများသည်မတ်တယီစိတ်ဝင်စားသောမောင်မျိုးဝေစီကိုရောက်ခဲ့ပြီးမောင်မျိုးဝေကိုဝင်းခွဲအမတွေကဆက်မွေးခဲ့တာ၁၉နှစ်သားအရွယ်ရောက်ခဲ့တယ်တဲ့ခတ်တာကမောင်မျိုးဝေဟာအရွယ်ရောက်ကလေးကအဲဟုံငုတ်တုံနာတစ်ပင်အောက်သွားငိုင်းပြီးတော့တစ်ခါတစ်ခါညအချိန်မတော်ငိုတက်တယ်တဲ့ဒါနဲ့လူကြီးတွေကသူ့ကိုတားချင်းတွေကမိန်းကလေးတူနဲ့နေရာချပေးမယ်လို့ကြားတယ်အာတော်တော်ပြောရရင်လက်ထက်မဲညမှာမောင်မျိုးဝေဟာအဲ့ဒီနောက်ကျိုးဆွဲချသေးသွားတဲ့ ။အိုဖြစ်မှဖြစ်ရလေ။ဒေါ်ဦးပြောပြသည်မှာမြေများမှန်သည်မသိတော့လဲပုံမြင်အနေနဲ့မူတနာဖွဲပါ။ပြောကြတာကတော့ဒီ channel တိုက်တစ်ခုလည်းရှိတယ်ဆိုပဲ။မောင်မြွေကိုအုတ်ဆက်ဆောင်နေလားခေါ်သွားပုံရတယ်။မောင်မြွေလည်းဆုံးသွားရော။သူမျိုးတွေကခြံရောအိမ်ရောစွန့်ပြီးတော့ဟိုဘက်အရှိလေပြင်တန်းကိုပြောင်းသွားကြတယ်တဲ့ဒီ channel မှာနေသူမရှိပဲဆယ်နှစ်ကျော်ကြာတော့မှတခင်စီလဲဝယ်ပြီးအခုလိုတိုက်သက်ဆောက်ပြုပြင်နေတာ တော်ဦးစကားဆုံးသွားတော့လဲနှစ်ဦးသားညင်နေမိကြတယ်တအောင်ကြာမှမတ်သက်ရီကမေးတယ်တော်ဦးဆိုလိုတာက မောင်မြူဝေကအခုတိမကျွတ်သေးပဲနဲ့ခြံထဲမှာရှိနေရပေါ့ဟုတ်လားဆိုလိုတာမဟုတ်ဘူးတကယ်ကိုရှိတယ်မြင်နေသူကမြင်နေဘသူမြင်တယ်လဲတော်ဦးတော်ဦးကမဖြေမတ်သက်ရီကသာပြုံးလိုက်ပြီးတော့ကဲကျမပဲပြောပါမယ်မောင်ညိုမိုင်းကမြင်နေဟုတ်လားတော်ဦးမှာမျက်လုံးပြူးသွား၍သူမကြီးဘလို့လို့သိတယ်လို့မေးတော့ညနေရမောင်ညိုမိုင်းပြောသွားတယ်လေ နေငယ်တော့ကကျမခန်းကိုမောင်မြွေလာဆွဲဖွင့်တာသူမြင်မတ်တည့်ရီစကားမဆုံးလာရဒေါ်ဦးတီထိတ်လန့်တကြားအော်ရင်းနာကိုပိတ်လိုက်တယ်မတ်တည့်ရီနေရာမှာထရဲဘာလို့ရမလဲမတ်တည့်ရီသည်ပတင်းမရက်ကချန်တွင်းကိုငုံကြည့်တယ်တရိတ်တို့ကြာ၍လာရောက်ပြောက်ကြားနေသောခြံကြီးမှာအနှင်းငယ်ခြောက်ခြောက်ဖွဲ့ကောင်းနေတယ်ငယ်စဉ်ကလေးကမှမတ်တည့်ရီသည်တစီတရဲကိုမယုံကြည်ကြောက်တတ်သူလည်းမဟုတ်တို့ရရင် အခုချိန်မှာတော့စိတ်အတွင်းမှာအတန်ငယ်ညှို့မိုင်းနေပြီး အင်ကြီးကမိမိကိုညှို့နေပြီးဤဒီကိုမတက်ရည်သည်တည်တယ်ဒီအညို့ကိုအရှုံးပေးရမဖြစ်မှန်းကိုလည်းသိတယ်ဒီအိမ်ကိုမိမိနိုင်ရမယ်မိမိကမနိုင်တော့ဒီအိမ်ကမိမိကိုနိုင်ပါတော့မယ်မတ်တရီစိတ်ဆုံးဖြတ်လိုက်၍ဒေါ်ဦးနာပြန်ကက်လာခဲ့တယ်ဒေါ်ဦးအတန်ကြားရတဲ့ဆိုတော့ကဒေါ်ဦးမှာဟိုတင်ကန်းမရှိဘူးလားအိုးမရှိဘူးဒီတော့ကသခင်ကြီးနဲ့မောင်စံကျွေးရှမ်းပြည်နယ်မတက်ရသေးပဲမတ်တရီကပြောမိတယ် ကဲအခုတော့ဒေါ်ဦးမှာဒီတကိုးကြီးရဲ့အဆောင်ရောင်ရထားပြီမလား။ဘာကြောင့်ဆရာရှိတော့လဲ။ကျွန်မနဲ့ like ခဲ့စမ်းပါ။ channel ဆင်လန်းလျှောက်ရအောင်။အိုးဘယ်ဖြစ်မလဲ။မတ်တရီကဒေါ်ဦးနဲ့ဖက်ရည်ညင်းမနေတော့ဘဲနဲ့ကိုရင်ကြီးတစ်ထဲကိုတက်တာရင်းမှထုတ်တယ်။ကိုရင်ကြီးနဲ့လက်ဆွဲအိတ်ကိုအုပ်လျက်ခြောက်လုံးပြူးကလေးကိုဒေါ်ဦးမမြင်အောင်ယူ၍အတွင်းအိမ်၌ထည့်တယ်။ကိုရင်ကြီးကိုဝယ်ပြီးတဲ့နောက်အခန်းတကားကိုဖွင့်၍ဒေါ်ဦးကိုခေါ်ပါရယ်။လာလေဒေါ်ဦး။ဟာ?ဒီမကြီးကလည်း ကောင်းပြီတော်တော်မလိုက်ချင်လဲနေကျမတယောက်ထဲသွားမယ်။ဒုံးမမျက်လုံးပြူသွားတယ်။တယောက်ထဲသွားလို့ပဲဖြစ်မလဲ။မဖြစ်လဲလိုက်ခဲ့လေတော်တော်။ဒုံးမကြီးစွာသောအခက်ခဲကိုရင်ဆိုင်ရသည့်ဟန်ပေါ်နေတယ်။သို့တော်နောက်ဆုံးမှာတော့ခေါင်းရမ်းခါ၍နေရာမှာထလိုက်တယ်။မတည့်ရီကအခန်းတကားကိုတော့ပေး၍ဒေါ်ဦးနဲ့တူအောက်ထက်သို့ဆင်းလာခဲ့တယ်။အိမ်ပြင်ထွန်းလိုက်ဒေါ်ဦးကခေါင်းထက်စပင်ချားကိုလက်နဲ့ဆန်းကြည့်လိုက်သေးတယ်။ လာရောက်မှမလင်းလှော်လာတော့လေမိုးရီစီရီတန့်စင်နေသောခြံရဲသေးမြေပြူပြူမှာထင်ရှားနေပါတယ်။ခြံကြီးမှာထင်ထားတာထက်ပိုကျဲနေကြောင်းမတ်သက်ရည်တိထားမိတယ်။ကျဲသောခြံကြီးသောအိမ်၌နေသောလူဦးရေကြောင့်အကျဖွယ်မရှိသည့်တိုင်အောင်ခြောက်ခြားထိုက်ကြောင်းမတ်သက်ရည်နားလေပါတယ်။မိုးညလီ၌ပင်ကိုရနံသိင်းရှိတယ်။ဤလီသိင်းသိင်းမှာဇပယ်ဇလက်စကြယူဇနနှင်းစီစတဲ့ပဲရနံတို့နဲ့ရော၍ပိုပြီးမွေးကြိုင်နေပါတယ်။ လူလောကရဲ့အလှဖြစ်တဲ့ညာဤအရင်ဤရောင်နဲ့ခြံကျွဲမှာပြည်စုံနေတဲ့တောင်တအပ်တော်တဘာဝရဲ့စက်တရည်နဲ့ကျွယ်ဝတော်ခြံကြီးမှာအဘဲကြောင့်၆ချားဖွဲ့ဖြစ်ရမည်နီဒီအတွင်းနဲ့မှတည်ရီကခြံတနေရစပယ်ယုံများအနည်းရှိထိုင်ခုံတန်းများစီရောက်လာခဲ့တယ်ဒီမှာထိုင်ကြရအောင်ဒီမှာကြီးဒေါ်ဦးအပြောတော်လဲမတက်ရီကမထိုင်သေးပဲစစောကဒေါ်ဦးညွန်ပြခဲ့တဲ့ငုတ်တူရှိရဖက်ကိုလှည့်ကြည့်လိုက်တယ်။မထိုင်ချင်ဦးတော်တော်ကျမဟိုနေရာရောက်အောင်ရှောင်မလို့ ဟုတ်တော့ဒုက္ခပါပဲတော်တော်မလိုက်ရင်လေဒီမှာနေခဲ့ပါကိစ္စမရှိပါဘူးမာတကြီးဆက်လျှောက်လာခဲ့တယ်ဒီအချိန်မှာတော့ဒေါ်ဦးကနောက်မှကြံရစ်တယ်မာတကြီးကတစ်ပေအုပ်စုကလေးကိုရောက်ခဲ့တယ်အသက်ရှင်တော်လဲအမြင့်မဆောင်ပူပိုင်းနဲ့မျိုးကောင်းတရက်ပင်လေးများတင်အိနီယာကြကမချန်ဒီမြေမြင့်ဖြစ်၍လေခွေးများမှာအနှိမ့်နှိုင်းရှိမဲမတ်တည်ရတတိယရတဲ့ထိုခိုက်တွင်ပင်ကြည်လင်ချိုသားတဲ့မိမသားတို့ဤရည်တန်ကိုမတ်တည်ချားလိုက်ရတဲ့ မချောက်တက်တော့လေရုတ်တရက်ဖြစ်တဲ့အတွက်မသက်ကြီးမှာတုန်လှုပ်သွား၍ခြေလမ်းများမှာလည်းရက်သွားတယ်။သို့တော်မသက်ကြီးရဲ့တုန်လှုပ်မှုမှာမျက်လုံးများကိုဖုံးကွယ်လောက်အောင်မပြင်းထန်။မသက်ကြီးကရှေးမတရက်ပင်ကိုကြောကက်ကနောက်ဘက်သို့လှည့်ကြည့်လိုက်တယ်။ဘာမှတော့မမြင်ရ။စင်ရဲမှောင်သောကန်းကော်ပင်များကိုသာတွေ့ရပါတယ်။ငြိမ်၍ကြည့်နေရမှမတဲရည်သည်တတိဝင်လာကဆော့ဆော့ကမြင်ခဲ့ရတဲ့တံတန်းများစီတို့ပြန်လှည့်လိုက်တဲ့တံတန်းများမှမရှိတော့ ဒေါ်ဦးကမတ်တရီကိုစိုးရင်၍လောသူဘာသာသူကြောင်းရွံ့၍လောမပြောတတ်မတ်တရီရှိရာ စီတို့ပြေးလာတယ်မတ်တရီကဒေါ်ဦးအားအသက်မပြည့်ရင်အထိမ်မက်ပြတယ်ဒေါ်ဦးကလည်းအလိုက်သေးစွာပဲငြိမ်နေရှာတယ်အချိန်များစွာမကြာဤမိုးမုံဝေသောညကိုခွင်း၍ရှိုက်ကြီးနှင့်ငွေချေးတန်ကထွက်ပေါ်လာတယ်ဒေါ်ဦးမဆက်ဆက်တုံနေတယ်။မတ်တရီရင်မနှလုံးမှာလည်းအရှင်ပြင်းစွာ ခုန်မောင်းနေတယ်။မတ်တရီကဒေါ်ဦးကိုတွန်းဖက်၍အတန်လာရသို့ဇွတ်ထွက်လာခဲ့တယ်။ တရင်လွင်သွား၍လာမထိန်ထိန်သာလာပါရယ်မာတယီသည် ချမ်မြင့်မြင့်ရဲ့ကဘာစုံတို့ရောက်လာပြီးဒီကဘာစုံမှာအရင်မှလွှားတိုက်ဖြတ်ထားတဲ့တစ်ပင်ငုတ်တို့တစ်ခုကိုတွေ့ရတယ်ကမဆွေရဲ့အောက်မှာတော့ချောင်းငယ်တစ်ခုတည်းကြံရောင်လိုက်အောင်တလက်လက်ဖြင့်စီးဆင်းနေပါတယ်။မတည်ရီကကုတ်ကြီးအတွဲမှခြောက်လုံးပြုတ်ကိုလက်နဲ့ဖိကိုင်ရင်နဲ့ဟိုဟိုတီတီလှမ်းစစ်ကြည့်မိတယ်။အချိန်တန်ကြာသွားတဲ့မြည်သည့်အသံမှထွက်ပေါ်မလား။ မတည်ရီကဒေါ်ဦးရှိယာပြန်မဲလို့လှည့်လိုက်တယ်။လှည့်လိုက်မိရာဘက်မှာကန်းကော်ပင်တန်းများရှိရာတည်။ကန်းကော်ပင်ရင်း၌လူတယောက်ရက်နေလေသည်တကား။ဘသူလဲ။မတည်ရီကခြောက်လုံးပြူကိုမထုတ်သေးတော့လဲအစင်သက်အိတ်တွင်၌ဆုပ်ကိုင်ပြီးတော့မေးလိုက်တဲ့အချိန်မှာတပင်ရိတ်တွင်မှအတန်ကပေါ်လာတယ်။ကျွန်တော်ပါမမကြီးမောင်ညိုမိုင်းရယ်ပါ။အတန်နဲ့မရှိမနှောင်းမယ်လူမှလဲတပင်ရိတ်မှထွက်လာတယ်။သူ့တံကအေးချမ်းနေတဲ့လက်တွဲမှလဲတရော်တလက်ပိုက်ထားတာကိုတွေ့ရတယ်။အော်မောင်ညိုမိုင်းကို မတ်တယီကကိုရင်ချီအတွင်မလက်ကိုထုတ်ရသူအားစကားပြန်နေမရှိမနှောင်းမင်ဒေါ်ဦးမလည်းအနာတို့ကတ်လာတယ်မမကြီးမအိတ်သေးဘူးလားမအိတ်သေးဘူးမောင်ညိုမိုင်းလာတာရာနဲ့လမ်းလျှောက်ချင်လို့ channel ဆင်းလာခဲ့တာသူဒီရုတ်တရက်စကားမပြတ်မဲကမားစုံမတင်ငုတ်တူဘက်ကိုကြည့်တယ်ထို့နောက်မမကြီးဖက်တို့လှည့်၍တတိပေးသည့်ဟန်ဆိုရယ်လမ်းလျှောက်ရင်ဒီဘက်ကိုမရှောင်နဲ့မမကြီးလာဟိုဘက်က ပို့တာရတယ်သူအဖိတ်ခေါ်တဲ့အတွက်မတ်တယီကသူဦးဆောင်ရာတို့လိုက်ခဲ့တယ် ကန်ငော်ပေးများတဖက်နာရောင်စုံပန်းခင်းများရွှဲလာပေမျိုးများစွဲယုံများနဲ့အာရသောခြံပိုင်းရှိတယ်။ပန်းခင်းများပေးရှိနောက်မီတက်ခုံနှန်းဖြူတခု၌နှုတ်ဦးသားထိုင်ကြတဲ့နောက်မှကက်လိုက်လာသောဒေါ်ဦးမှမူထာယာမာကိုမဝင့်ဟန်ရက်နေတယ်။ဒီမှာဒေါ်ဦးခမရအင်းချင်သွားဤတော်လေတော်တော်ကြာခမရကိုမြင်လို့မောင်မြူဝေထလာအောင်မယ်။ဤစကားမှာဒေါ်ဦးမြီတို့မြခဏရရှိသောစကားမဟုတ်အမေကြီးမှတိတိတတ်တာတုံလို့သွားတယ်။မာသက်ကြီးမှမနေတာတော့ပဲဝင်ပြောရတယ်။ ်အော်တော်ဦးတိုင်းချင်းဒါ ਈ ပါလေကျမမောင်ညိုမိုင်းနဲ့စကားပြောနေပါအောင်မယ်တော်ဦးမအနေငယ်မှုချီတုံချတုံဟန်ပြရဲတို့ရရင်နောက်ဆုံးမှုနေရမထွက်ခွာသွားခဲ့တယ်။ဤဒီကိုမောင်ညိုမိုင်းကနည်းနည်းချက်ချက်ရဲတယ်။ဤတို့ရှိမောနီခိုက်သူမျက်နာမှာနုပြိုတောက်ပါနေကြောင်းမသက်ရည်တတိပြူမိပါရဲ။ဒီမိမကြီးကတေသနာဖို့ကောင်းနေမမကြီးသူကရှိမောရင်နဲ့အမှတ်ချက်ပြူတယ်။တော်ဦးကဘလိုမျိုးတနာစရာကောင်းတာလဲမောင်ညိုမိုင်း။တော်ဦးကဝရတယ်မလား။ဟမ် ပြီးတော့ပါကလည်းဖောင်းတယ်။ပါဖောင်းတဲ့တော်များဟာမိုင်လုံးကြည့်တယ်။မတည်ကြီးကရီရခက်ပြုံရခက်နဲ့သူ့ကိုမော့ကြည့်တယ်။သူ့အမှုကလေးတူအားချက်စနိုးမဲ့ချက်ချနေတဲ့လူကြီးတူဟန်ပေါ်နေတယ်။မောင်ညိုမိုင်တရောမထိုးဘူးလား။သူကမတည်ကြီးအားမျက်မှောင်ကြုတ်ရလှမ်းကြည့်တယ်။မုံမမရွာပဲဘာလို့တရောထိုးရမှာပဲ။ဖာပြောတယ်မောင်ညိုမိုင်။မိုးများရွာမလားလို့စောင့်နေတာ။မိုးရွာရင်တော့မိုးရည်တယ်တရောလျှောက်ထိုးမလို့။ဟမ်မိုးရည်တယ်တရောလျှောက်ထိုးမယ်။ မာတရီကအံ့ဩမှုဆွတ်တဲ့မိကွန်းကိုမေးမိတယ်သူကဘာကိုသဘောကျသည်မသိအသာပင်ပြုံးလိုက်တယ်မိုးရွာတဲ့တရောလျှောက်ထိုးရဟာဖြူဖြူဖြစ်စင်တော့မှမဟုတ်လို့ကျွန်တော်ယူရဲများဆိုချင်သေးသလားရုတ်တရက်ကြောင်သွားမိပြီးမမတရီသည်အတန်ထွက်အောင်တာယာစွာရီမောလိုက်တယ်မမကြီးဘာရဲတာလဲသူ့အတန်မှာအနေငယ်မာနေတယ်မမတရီသည်အရေကိုရက်လိုက်တော့လဲအပြုံးမပြတ်နဲ့သူ့အားတီချိန်စွာကြည့်လိုက်တယ် သဘောကျလို့ရတာမောင်ညိုမိုင်းစာတွေ့ကြကလေးကမောင်ညိုမိုင်းပြောတာတွေထောက်တော့မောင်ညိုမိုင်းမှာပေါ့အင်မတန်စိတ်ဝင်စားဖွယ်ကောင်းတဲ့ဘဝအမြင်တရရှိနေတယ်လို့မမကြီးထင်မိတယ်ဟုတ်သလားမိလိုက်တဲ့အချိန်မှာသူကချိန်နဲ့စွာပြုံးလိုက်တယ်ထို့နောက်သူယူဆကိုဆက်ပြောတယ် normality ဆိုတဲ့ဖြစ်ရဖြစ်စဉ်ပြောင်းမြခြင်းတဘာဝဟာလူမှုလောကရဲ့ပြဋ္ဌာန်းမှုသဘော normality in the reflection of society ဆိုတဲ့စကားကိုမမကြီးဘယ်လိုမျိုးထင်မြင်ချက်ပေးမလဲ ်ဒီစကားကိုဆိုသူကတော့ကုလသမဂ္ဂ UNESCO ဖွဲ့ရဲ့လောကတက်ပညာအက်ဒီတာ Morris Goldsmith ပဲလူတယောက်ရဲ့စိတ်ကိုပတ်ဝန်းကျင်လူမှုပြထန်းချက်တွေနဲ့စီလျော်ကန့်ညီနေသမျှမဖောက်မပြန်မှန်ကန်တယ်လို့ဆိုကြတယ်ခတ်တာကတည်တံမဖောက်မပြန်မှန်ကန်သောပရမတ်လောကမြည်သည်မရှိလူတယောက်ရဲ့လောကဆိုတာဟာဒီလူရဲ့ပုဂ္ဂလိကထင်မြင်ယူဆချက်များသာဖြစ်တယ်လို့ကျွန်တော်ယုံကြည်ထားတယ်သူဒီပမောက္ခရဲ့တည်ငြိမ်ခြင်းဖြင့်ရှင်းပြနေတယ် ကျွန်တော်ကကျွန်တော်ထိတွေ့ခံစားရလို့သိနာလေတဲ့အလိုက်ကိုပိုင်လောကလေးတစ်ခုတည်ဆောက်လိုက်တော့ကျွန်တော်လောကဟာအများလက်ခံထားတဲ့လောကသဘာဝနဲ့အတူနိုင်ပါတော့မလားစဉ်းစားစရာနော်ကျွန်တော်ကိုနိုင်ကလည်းအများနဲ့မတူတာမို့အများယူရဲထင်ရင်နိုင်ငံရေးဒီမိုကရေစီကိုအပြစ်ဒမာရေးရာစီမျက်ကမ်းသုံးလာတာမို့အများကသာယူတာပဲကျွန်တော်ကမယူဘူးယူရဲလို့ဘသူပြောဝင်တယ်လေသူတန်တန်းမှာလဝဲနိုင်ငံရေးသမားရဲ့ဒေါ်သာဟန်ပါလာပြန်နေ မောင်ညိုမိုင်းကကိုပိုင်လောကလေးကိုတိဆောက်ထားတယ်ဆိုတော့မမကြီးမေးစမ်းပြစေလူဘဝကိုဘလို့မြင်တယ်လဲသူကအမျိုးမီမခွဲခြားတာတော့အပြုံးကိုပြုံးလိုက်ပါတယ်ဒါဆိုရင်မောင်ညိုမိုင်းရဲ့ဘဝအမြင်နဲ့မိုးညမှာတရောလျှောက်ထိုးတာဟာဆက်ဆက်မှုရှိနေပါသလားသူကမသက်ရည်အားတစ်ချက်ကြည့်တယ်ထို့နောက်လေခွေမှတရောကိုငုံကြည့်တယ်တဖန်နေရာမှဖြင်းညင်းစွာ ထား၍မိုးကောင်းကင်ကို မျှော်ကြည့်တယ်ဘာမှတော့ရုတ်တရက်မဖြစ်လေဆောင်၍တိမ်မဲတို့ ချက်ချီတန်းချီကြောင့်လာယာမာလင်းတပုံမှုန်တလဲရှိနေတယ်အဝေးရက်လေခွေးများမှ တတဝငယ်တို့ရဲ့မိသားများမှညနေ၍ပူကျဲလာတယ်။သူကတက်တဲ့ရည်ရဲအတံမထွက်ပဲကြေးရည်ရာမှတဖြည်းဖြည်းပွင့်ထွက်လာသောရည်တန်းဖြစ်ပါတယ်။ထို့နောက်မိမိတကိုယ်ရဲ့ညီသည်ပမာဆွေးမြေ့စွာတလုံးချင်းဆိုရယ်။မိုးညမှာတိမ်ဆိုင်တွေကလွင့်နေမယ်။ ညာကတော့ငွေလာရောင်ရှိသေးတာမို့မုံပြပြလင်းနေမယ်တလောကလုံးဟာအဖြူနဲ့အမဲအယောင်နဲ့အရိပ်ဒီသဘောနှစ်ရက်ကိုသာအဆက်ရှင်ဖက်ပြထားတဲ့ပကြီးတစ်ချက်ပမာရှိနေလိမ့်မယ်အဲဒီစင်မှာပေးရသည်မှာမှမရှိပေတဲ့မိုးပေါတန်တွေကလည်းတဘာဝဓမ္မဂီတာစီးနီကိုဖြိုးဖြိုးဖြောက်ဖြောက်ပိုင်းဖြတ်နေကြမယ်။မစုံနိုင်တဲ့ခီလန်ခူလန်မှာတိမ်ငွေရေမုံတွေကငွေလာမင်းကိုဖြတ်ကျော်ရင်းနဲ့တက်တန်ရောင်စုံဆက်ဝိုင်းကိုပေါ်လွင်သစ်စီအောင်မယ်။ ီလိုခိုက်တက်မျိုးမှာဂီတလိုင်းရောင်စဲတဲဆောင်လျာညင်ညင်စုံမျိုးပိုင်ရင်နဲ့တတ်တရောင်စုံကိုအမိလိုက်နေရတာဟာဘလောင်များမွန်မြတ်တဲ့အဘိဓမ္မာတရက်ကိုရှာဖွေနေခြင်းမြင်နေပါတည်းပြီးတော့လွတ်လပ်ခြင်းဆိုရာဟာလဲဒါပါပဲမမကြီးစကားဆုံး၌သူကမရေမပြုံနှင့်မတ်တရီကိုစိုက်ကြည့်နေတယ်။စိုက်ကြည့်နေသောအီမြလုံးများ၌မျက်ရည်တို့တောက်ပနေသည့်အားမတ်တရီသည်ပြူမိတယ်။ထိုစဉ်မိုးပေါက်ဖွယ်ဖွယ်တို့ကြလာတဲ့မတ်တရီကထိုင်နေရာမှထလိုက်ပြီးတော့ ဟောမိုးဖွဲတွေကြလာပြီအိမ်ထဲဝင်ကြရအောင်။သူကမိုးပြင်းကိုမျှော်ကြည့်တယ်။လူကားမူနေရာမှာမရွေ့။လာလေးမောင်ညိုမိုင်းအထဲမှာတရောတီးကျင်တီးပေါ့သွားရအောင်။သူကခေါင်းခါတယ်။ခေါင်းခါရုံမကမတည်ရီကသူ့ကိုဆွဲခေါ်မိအားကြောက်သည့်အလားနောက်တော့လဲခြေနှလမ်းခန့်အဆုပ်သွားတယ်။မတည်ရီကသဘောပေါက်သွားတယ်။ထို့ကြောင့်တက်ပြင်းချပြီးနှုတ်ဆက်တယ်။ကောင်းမီမောင်ညိုမိုင်းမမရီသွားမယ်။ Good night နော်။ မိုးဖွဲလေးများအတော်ကြာလာပြီဖြစ်တဲ့အတွက်မသက်ရည်သည်သူကိုထိုင်းရစ်ကအင်တွင်းတို့ပြေးဝင်ခဲ့တယ်အခန်းတွင်ပြန်ရောက်၍ခြေလက်တုပ်တင်မိမိမိလျက်ချနောင်းချကမသက်ရည်သည့်ကရင်ထက်အိမ်မီပြင်းနေထွက်ခိုင်းတွင်မင်းတရောတန်သည့်အခန်းတွင်သို့ဝဲပြန်လွင်ဝင်လာရဲမိုးဖွဲကြစလီမာမပြင်းသေး၍အဆိုတန်ကိုလည်းကြားရရဲသချင်းညူယိုမဟုတ်တရော၌လက်မြောက်သူတို့သာဆွမ်းသောကြပြတပုတ်ကိုဆွေးဆွေးမြည်မြည်ညင်းညူခြင်းသာဖြစ်တဲ့ မသက်ရည်သည်အရာမထား၍နားထောင်မြည်ကြံပါれတို့ရရင်မိုးမှာတဲခဲ၍လေသည်ပြင်းလာတဲ့အတွက်တရောတန်နဲ့တီးမှာပြောင်းလွင့်ခွဲခဲ့လေပြီတည်ဟုတ်ကဲ့ပါကျမတို့ရဲ့တင်ဆက်ပေးမှုအစီအစဉ်လေးကတော့ဒီမှာတည်းပဲပြီးဆုံးပါပြီရှင်အခုလောနာသောတန်းဆင်အားပေးခဲ့ကြတဲ့အတွက်ပရိသတ်တွေကိုကျေးဇူးထူးပဲတင်ရှိလိုက်ပါရယ်ပရိသတ်များအားလုံးလေးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်